ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီခဏတော့ The Philippines ဖိလစ်ပိုင်နိုင်ငံကိုအလဲပတ်သွားကြရအောင် The Philippines The Philippines is an archipelago country which consists of more than 7600 islands ဖိလစ်ပိုင်နိုင်ငံဟာဆိုရင်တဲ့ကျွန်းပေါင်း86000ကျော်နဲ့ဖွဲ့စည်းထားသောကျွန်းစုနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်တဲ့ Archipelagic ဆိုတာက archipelago ကနေလာတာကျွန်းစုတွေနဲ့ဖွဲ့စည်းထားတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် is beaches ၎င်းရဲ့ကန်ဂျီရီ heritage towns heritage ဆိုတာကတော့ရှေးဟောင်းပေါ့ဗျာတမိုင်းမှာဒီအရေးပါတဲ့ heritage town တမိုင်းဝင်မြို့တွေ and monuments monuments ဆိုတာလေတမိုင်းဝင်အရေးပါတဲ့အဆောက်အုံတွေကိုပြောတာတမိုင်းဝင် အဆောက်အုံတွေ mountains တောင်တန်းတွေ rainforest မိုးတက်တောတွေ and islands ဒီကျွန်းနေဟာဆိုရင်ね among the country's most popular tourist destination တိုင်းပြည်ရဲ့ most popular tourist destination လူကြိုက်အများဆုံးအကျော်အကျဆုံးကဘာလက်ခီးသွားတွေလဲပတ်တဲ့နေရာတွေများတဲ့ကတဲ့အကျော်အကျဆုံးနေရာတွေလည်းဖြစ်ပါတယ်တဲ့ The Philippines ဖိလစ်ပိုင်နိုင်ငံဟာဆိုရင် offers a wealth of entertainment entertainment ဖြောပြမှုတွေအများပြားကိုလည်းပေးစွမ်းပါတယ်တဲ့ from classical plays to cultural shows and concerts ကနဝံပြဇတ်မတီ cultural shows and concerts ယဉ်ကျေးမှုဖြော်ပြပွဲပြပွဲတွေအထီးတဲ့အမျိုးမျိုးသောကျွဲဝလာစားသော entertainment ဖြော်ပြမှုတွေကိုပေးစွမ်းပါတယ် the people the people ဆိုတာက the filipino တွေကိုပြောတာပေါ့နော်ဖိလစ်ပိုင်လူမျိုးတွေဟာဆိုရင် like to celebrate life ပျော်ပွဲရှင်ပွဲတွေကိုကျင်းပတာပေါ့ကျနေတကြတယ်တဲ့ and ပြီးတော့ their festive spirit is renowned festive spirit ဆိုတာက တို့ဒီပွဲလန်းတပင်ကိုခုံမဲ့နေတဲ့တဲ့စိတ်ကိုပြောတာ first step ဆိုတာကတော့ typical or special event or celebration spirits ကတော့စိတ်ပေါ့နော် a state of mind or mood an attitude ဆိုတော့တို့ရဲ့ပွဲလန်းတပင်ကိုခုံမဲ့နေတဲ့တဲ့စိတ်တွေကရဲစိတ်ကစိတ်ကရဲ renowned renowned ဆိုတာက famous ဖြစ်တာကြော်ကြပါတယ်တဲ့ဒီတို့တိုက်ပီကလူတွေရဲ့ဒီပွဲပွဲရှင်ပွဲတွေကိုချစ်မှခြင်းနဲ့စိတ်နဲ့ဒီပွဲပွဲရှင်ပွဲတွေကိုချစ်နေတဲ့တဲ့စိတ်ကရဲဒီကြော်ကြတယ်တဲ့ မနီလာ the capital မြို့တော်မနီလာဟာဆိုရင် it's a particular lively entertainment center အထူးကိုတည်ဝင်လှုပ်ရှားတဲ့ entertainment center ဖြိုပြင်းမှုတွေရှိတဲ့နေရာလည်းဖြစ်တယ်တဲ့ in a night ညမှာဆိုရင် the city center မြို့လယ်ကောင်ကြီးက comes alive တည်ဝင်လှုပ်ရှားလာတဲ့ wind disco disco music တွေနဲ့ rhythms of filipino bands and pop groups pop တည်ဝင်အဖွဲ့တွေနဲ့ filipino bands philippine တည်ဝင်အဖွဲ့တွေရဲ့ rhythms ဒီ CJ တွေနဲ့ပေါ့ဗျာတန်ဇင်တွေနဲ့ disco disco music တွေနဲ့ညမှာဆိုရင်ဖိလစ်ပိုင်မြို့ sorry မနီလာမြို့လေကောင်ဟာဆိုရင်တည်ဝင်လှူရှားလာပါတယ်တဲ့ The Philippines is a predominantly Roman Catholic nation ဖိလစ်ပိုင်နိုင်ငံဟာဆိုရင် predominantly predominantly ဆိုတာက mostly mainly ပဲပြောတာအဓိကအားဖြင့်ပေါ့အဓိကအားဖြင့်တဲ့ Roman Catholic nation Roman Catholic နိုင်ငံတနိုင်ငံဖြစ်ပါတယ်တဲ့ Roman Catholic ဆိုတာတော့ Christian ပေါ့နော်သူ RC လို့ခေါ်ကြတယ် No country in Asian ရှင်းတော့အရှောင်းမှာရှိတယ်ဘယ်နိုင်ငံကမှ kin rivals မရှင်ပြန်နိုင်ဘူးတဲ့မနိုင်ရှင်နိုင်ဘူးတဲ့ is centuries old churches သူရဲ့ရာစုနဲ့ပေါင်းများစွာတက်တန်းရှိသောဝင့်တရား anti religious object anti ဆိုတာရှီဟောင်းအဖိုးတန်ပစ္စည်းကိုပြောတာရှီဟောင်းအဖိုးတန်ဘာသာရေးပစ္စည်းတွေရှိတဲ့ centuries old churches ရာစုနဲ့ပေါင်းများစွာတက်တန်းရှိတဲ့သူတို့ရဲ့ဖျားเจ้าနေဟာဆိုရင်တဲ့ ရှင်းတော်အရှမှာရှိတဲ့ဘယ်နိုင်ငံကမှမနိုင်ရှင်နိုင်ဘူးတဲ့ဟုတ်ကဲ့ပါဆက်ကြည့်ကြရအောင် The country is also home to the Puerto Princesa Subterranean River National Park listed as a UNESCO World Heritage Site in 1999 the country နိုင်ငံဆိုရင်တိုင်းပြည်ဟာဆိုရင် in 1999 1999ခုနှစ်မှာ listed as the UNESCO World Heritage Site UNESCO ကမ္ဘာအမွေအနှစ်စာရင်းဖြစ် sorry unesco ကမ္ဘာရှင်းအောင်ယဉ်ကျေးမှုအမွေနဲ့နေရာဖြစ် listed စီရင်ဝင်ခဲ့တဲ့ the pato princesa subterranean river national park ရှိရာ is also home နေရာလည်းဖြစ်ပါတယ်တဲ့ it comprises အဲ့ဒီ national park ဟာဆိုရင် comprises ဖွင့်သီးထားပါတယ်တဲ့ one of the world's most impressive cave system ကမ္ဘာ impressive ဆိုတာကတကယ်ကိုအံ့ဖွယ်ပေါ့နော်တကယ်လေးစားလောက်ဖွယ်အံ့ဖွယ်ရာ clip system language စနစ်တွေ unspoiled nature beauty unspoiled ဆိုတာကမပြည့်မစည်ပဲသဘောအတိုင်းတည်ရှိနေတော့ကိုပြောချင်တာ unspoiled nature beauty မပြည့်မစည်ပဲတကယ့်သဘောအလားတရားတွေ in old growth forest in unique wildlife တကယ့်ထူးကဲလာတဲ့သုံးရံတရစံတွေနဲ့ old growth forest တက်တမ်းရဲ့တောအုပ်တွေမပြည့်မစည်ပဲနဲ့သဘောအတိုင်းကြာရှိနေတဲ့သဘောအလားပါတယ် clip system impressive clip system တကယ့်ကပ အံ့ဖွယ်ရာလန်ဂူစနစ်တွေနဲ့ဖွဲ့စည်းထားပါတယ်တဲ့ No trip to the Philippines could be complete ဖိလစ်ပိုင်ကိုသွားတဲ့ခရီးဟာ could be complete ပြည်စုံမှာမဟုတ်ဘူးတဲ့ What about seeing White Beach in Boracay Island Boracay Island မှာရှိတဲ့ White Beach အဖြူရောင်ကမ်းခြေကြီးကိုမကြည့်မမြင်ရဘဲနဲ့ဖိလစ်ပိုင်ကိုသွားတဲ့ခရီးဟာဆိုရင်ပြည်စုံမှာမဟုတ်ဘူးတဲ့အဲ့ဒီကမ်းခြေကဘယ်လိုကမ်းခြေလဲဆိုရင် With a long stretch of powdery white sand beach clear waters and stunning sunsets အဲ့ဒီကန်းကြီးကြီးကဆိုရင်တဲ့လောင်းရှီလျားပြီးတော့မှ strength ကျဲပြတ်လာတော့ powdery rice sand beach powdery ဆိုတာက powdery ဆိုတာက like powder powder လိုမျိုးဖြူလွားတဲ့တဲတွေရှိတဲ့ကန်းကြီး clear water station လာတဲ့ရေတွေနဲ့ standing senses standing ဆိုတာက extremely attractive ပေါ့နော်တကယ်ဆက်ဆံမှုရှိလာတဲ့ကန်းကြီးတွေတန့်ရှင်းလာတဲ့ရေတွေ powder လိုမျိုးဖြူဖွေးလာတဲ့တဲတွေရှိတဲ့ဒီ boracay island မှာရှိတဲ့ The Barney Rice Terraces, cough into the mountains in Fugao, a landlocked province of the Philippines, is also a must visit place. The Barney Rice Terraces Terrace ဆိုတာကဒါတော့ကျွန်တော် white beach ပေါ့နော် white beach this is also a white beach terrace ဆိုတာက One of the cities of flat areas of ground that are cut into the side of a hill like step so their crops can be grow there. ဒီကျွန်တော်တို့ကော်ပိုတီနယ်တွေကိုစိုက်ပျိုးရန်လို့ငါတဲ့ဒီတောင်ကုန်းကိုလေကတဲ့လူမျိုးထွန်းထုပြီးတော့မှစိုက်တဲ့ area တခုဆိုတော့ကျွန်တော်တို့ကလေကတဲ့စပားစိုက်ပျိုးနည်းပေါ့နော်ပုံကိုကြည့်ရင်ကြည့်ပါလိမ့်မယ်လေကတဲ့စပားစိုက်ပျိုးနည်းပါ Barney Rice Terraces ဆိုတာလေကတဲ့ Barney လေကတဲ့စပားစိုက်ခင် carved into the mountains of Fugao along the province of the Philippines. Province ကတော့ one of the areas of some countries နိုင်ငံတနိုင်ငံရဲ့ဒီ province နေမည်တနေမည်ကိုပြောချင်တာပေါ့နော် province ဖိလစ်ပိုင်နိုင်ငံရဲ့ Langlois province ကုန်းတွင်းဘိတ်နေမည်တနေမည်ဖြစ်တဲ့ in in Fugao Fugao မှာရှိတဲ့ carved into the mountains တောင်တန်းတွေကို twin to ထားတဲ့ the Barney Rice Terrace Barney လေကလေးစဘာဆက်ခင်းဟာဆိုရင် is also a must visit place မဖြစ်မနေလဲပတ်မယ်နေရာလည်းဖြစ်ပါတယ်တဲ့ another famous tourist attraction is the chocolate haze အခြားသောဒီကမ္ဘာလက်ခီးတာတွေဆက်ဆောင်တဲ့နေရာကတော့တဲ့ chocolate hill chocolate တောင်တန်းတွေဖြစ်ပါတယ် they are covered in green grass ဆင်းလန်းတဲ့မြစ်တွေနဲ့ဖုံးအုပ်ထားပြီးတော့မှဖုံးလွှမ်းထားပြီးတော့မှ the turns brown during the dry season ချောက်တဲ့ရာသီမှာဆိုရင်အဲ့ဒီမြစ်တွေက turns brown အညိုရောင်ပြောင်းသွားတာတဲ့ဒါကြောင့်မို့ chocolate haze လို့ခေါ်တာပေါ့နော် they are unusual weather rock formations သူတို့ဟာဆိုရင် unusual weather rock formations တကယ်ထူးခြားစံပြလာတဲ့ weather rock formations တဘောကရာသီဥတုတံကိုခန္ဓာရည်ရှိတဲ့ကြောက်သားဖွဲ့စည်းမှုပုံစံတွေဖြစ်ပါတယ်တဲ့ဘာတွေရဲ့လဲဆိုတော့ a kind of marine limestone ပင်လယ်ထုံးကြောက်တမျိုးပေါ့နော်ပင်လယ်ထုံးကြောက်တမျိုးရဲ့ဘယ်မှာရှိတော့လဲ on top of a solid layer of a clay ရှင်စီ လေယာရဲ့ခလေးဆိုရွှင်စည်းပေါ့နော်ရွှင်စည်းအလွာရဲ့ဒီမာတဲ့အစိတ်ပိုင်းထိတ်မှရှိတဲ့ရွှင်စည်းလေယာရဲ့ထိတ်ပိုင်းအလွာမှာရှိတဲ့ marine limestone ပင်လယ်ထုံးကျောက်တစ်မျိုးရဲ့ unusual weather rock formations ထူးဆန်းလာတဲ့တဘာဝရာသီဥတုတံကိုခံနိုင်ရှိတဲ့ကြောက်သားဖွဲ့စည်းမှုပုံစံတွေလည်းဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ပါဒါကတော့ chocolate haze ပေါ့နော် chocolate haze ပေါ့ ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဗီဒီယိုလေးကိုဒီမှာပဲခဏရပ်ထားရအောင်ကျန်တဲ့နိုင်ငံတွေကိုနောက်တစ်နေ့မှာပဲဆက်သွားကြရအောင်ပါဗီဒီယိုလေးကိုဆုတိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်အစီအပြေဒီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝယ်ရောက်မှတ်ချက်ပေးပေးပါစင်ပြေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင် bye bye